င်္ဂလာပါဒီကနေ့တောင်တန်းသာသနာပြုဆရာတော်ဆရာတော်ဟိုဓမ္မသာရရဲ့ဆုံးမဩဝါဒစကားလေးဖတ်ပြခြင်းပါတယ်နော်အဲကံပီတန်တဲ့နော်ကံပီတန်တဲ့စေတနာကောင်းရင် ကံကောင်းမီကံကောင်းမဲတဲ့စေတနာဆိုးရင်ကံဆိုးမဲစေတနာယုတ်ရင်ကံယုတ်မဲစေတနာမြတ်ရင်ကံမြတ်မဲ စည်တနာဖြောင့်လင်းကံဖြောင့်မယ်စည်တနာစင်ကြယ်လင်းကံစင်ကြယ်မယ်စည်တနာညစ်ပတ်လင်းကံညစ်ပတ်မယ်စည်တနာဖြူလင်းကံဖြူမယ်စည်တနာကောက်လင်းကံကောက်မယ်စည်တနာမွဲလင်းကံမွဲမယ်စည်တနာထီးလင်းကံထီးမယ်စည်တနာမဲလင်းကံမဲမယ်စည်တနာမြင့်လင်းကံမြင့်မယ်စည်တနာနှိမ့်လင်းကံနှိမ့်မယ်ဒါမြင့်အဲ့ဒါမြင့်မြတ်မှတ်တာကြပါတဲ့အဲ့ဒါလိုရေးထားရပါတော့ ိကကတော့အာကိုကံကောင်းမှုကံကောင်းမှုလို့ပြောနေကြပြောကြပြောပူကြလိမ့်မယ်နော်အဲအဲ့လိုမျိုးကံကောင်းမှုဆိုရင်ကိုကိုကိုပြန်စေကိုကိုကိုပဲပြန်မေးပေါ့နော်မေးခွန်းထုတ်ရမယ်အဲ reflective ပေါ့ set set reflection ပြန်လုပ်ရမှာပေါ့နော်ကိုကိုပြန်လဲသုံးသပ်ရမယ်အာဘာတွေလုံးမိလို့လဲဘယ်သူ့အပေါ်မှာအာ မကောင်းမှုတွေပြုလုပ်နေလို့လဲပေါ့နော်ဘ누구ဘောမှာစိတ်ထားတွေယုံညံ့စွာနဲ့ပြောဆိုဆက်ဆံမိလို့လဲဘ누구ဘောမှာယုံမာမိလို့လဲဘ누구ဘောမှာကောက်ချစ်မိလဲဘ누구ဘောမှာလိန်မိလဲညာမိလဲပေါ့ဘ누구ကိုဆွဲချမိတယ်လဲဘ누구ကိုအာ နော်အဘသူတွေတိုးတက်မှုလမ်းကြောင်းကိုကိုပိတ်မိနေသလဲဆိုတာပြန်ဆန်စစ်ကြည့်ရမှာပေါ့နော်အဲကိုဘာတွေလောက်တာမှားနေလဲပေါ့နော်ကိုဘသူအပေါ်မှာအဲစိတ်စေတနာဆူဆူနဲ့လောက်ကန်ဆောင်ရမိနေလဲပြောဆိုမိနေတယ်လဲဆိုတာတွေးတော့ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ကိုကိုကိုပြန်လဲသုံးသပ်မယ်ပြန်လဲသုံးသပ်ပြီးတော့မှကိုရဲ့စိတ်စေတနာအဲဒီကိုပြန်ပြီးတော့မှပြန်လဲပြုပြင်မောမှန်အောင်မှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့ကံကောင်းခြင်းလေဆိုရင်ကျွန်တော်တို့ကစေတနာကံကောင်းထားရမယ်။ဘသူကိုဘောမဆိုအာကို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 လည်းစေတနာထားရမှာပဲ။တခြားသူတွေကိုလည်းစေတနာထားရမယ်။နော်။အဲ့တော့စေတနာကံကောင်းနဲ့စိတ်ထားကံကောင်းနဲ့စေတနာကံကောင်းနဲ့ပြောဆိုဆက်ဆံကြရမှာဖြစ်တယ်ပေါ့နော်။အာနော်ကိုပြောလိုက်တဲ့စကားလုံးဟာသူ့အတွက်ကောင်းစေခြင်းနဲ့စိတ်ဆန္ဒနဲ့ပြောရမှာပြောရမှာဖြစ်ရမယ်။ကိုလုတ်တဲ့အလုပ်ကလာတခြားသူတွေအတွက်ကောင်းစေခြင်းနဲ့စိတ်ဆန္ဒတွေနဲ့စေတနာကောင်းတွေနဲ့အဲဒါလုတ်ကန်ဆောင်ရတဲ့ မျိုးဖြစ်ရမှာပေါ့နော်အဲအဲ့ဒါလိုပဲကိုလှုပ်တဲ့ဒီကိုကိုရဲ့ career line career line ချောင်းပေါ့နော်ဒီအတမွေးဝမ်းမှုလမ်းချောင်းနေမှာလည်းပဲအဲ့ဒါလိုပဲဘာပဲလှုပ်လို့တာဝန်ရလှုပ်ရတာမျိုးမဟုတ်ပဲနဲ့အဲတာဝန်ရကိုတာဝန်မလို့ကိုလှုပ်ရလှုပ်တာပဲဆိုတာမျိုးထက် စိတ်စည်စနာလေးထည့်ထားမယ်စည်စနာမေတ္တာအပြည့်နေပေါ့နော်အဲ့တော့အဲ့တော့ကိုကအတ္တလူစည်စနာမေတ္တာအပြည့်နေစည်စနာမှန်မှန်လေးနဲ့ကောင်းဆုံးပြုမှုဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ကိုရဲ့ကံတရားတွေကပို့ပြီးတော့ကောင်းလာမယ်ပို့ပြီးတော့မြင့်လာမှာဖြစ်ပါတယ်လို့ပြောပြရစီရှင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်